ွဲမင်္ဂလာပါဒီနေ့ကတော့ဆံမုံတာချူရဲ့ပေကင်းများကိုဆက်ပြီးဖတ်ပြခြင်းပါတယ်ပေကင်းများစီမှလေကလေးများစီတို့ဆိုရက်ဆရာရဲ့ဆောင်ပါရီစုစည်းချက်ကိုဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင် ဒါကအခုရက်ပိုင်းပေါ့နော်နည်းနည်းလေးဒီဖြတ်ခြင်းပေါ့နော်ဟိုမရောက်လာခဲ့ဦးနည်းနည်း9မိနစ်လောက်ဆောက်သွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့ခွင့်လုပ်ပေးကြပါအဲ့ဒါဆိုရင်ဒီကရဲ့ဒီအဟောင်းတွေဒီကနေကြည့်ပေးပါပေါ့နော်အဟောင်းတွေကိုရွေးကြည့်ရခါကြတဲ့ဒီနောက်နဲ့ငါကိုဒီနောက်နည်းနည်းပုံများထားပြီးသားဟာကိုပို့ကြည့်ပေးပါပေါ့နော်ဒါကြောင့်လဲဆိုရှိပြီးသားဟာလေးဖက်များသွားရင် ူကကြည်တောင်းဖိတဲ့သူရေအတွက်များလာရင်ဟိုပို့ပြီးစိတ်ဝင်စားရတယ်လို့ရေကြီးကတတ်မှတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တူတာပို့ပြီးတော့မြန်ကြောင်ညာလေးမြန်ရမလားလို့ပါတူတာဖတ်တဲ့စာတွေကစိတ်ဝင်စားစရာကောင်းနေတဲ့အခါကျတော့ပေါ့နော်ဟိုအားလဲနာပါတယ်အဲ့တော့ခင်ဗျာဒီတူတာပို့ပြီးတော့အခုထက်ပို့ပြီးတော့ကြောင်ညာလေးမြန်ရလို့ရညာပေါ့နော်အဟောင်းအဟောင်းတဲကနေပြီးတော့

ထားထားတယ်ချားသွားတယ်ပေါ့နော်တိုးတော်လည်းပဲချားသွားတော်ညာလည်းပဲပေါ့သူကကြတော့ဘယ်လိုလဲဆိုတော့တပုတ်တပုတ်တပုတ်ချင်းစီနားထောင်လို့လည်းရနေတဲ့အခါကျတော့သူတာနည်းနည်းလေးဟိုနည်းနည်းကြာကြာသွားတယ်ပေါ့နော်အဲ့လိုတော့ဖြစ်ပါတယ်အဲ့တော့ကြိုပြီးတော့အခု request လုပ်ထားခြင်းနာနောက်တစ်ချိန်ထပ်ပြောခြင်းပါတယ်အဲ့ဒါကတော့ဒီပေကညစ်များ oh sorry သူတို့ရဲ့ကြည်ပီးတာပေါ့နော်ကြည်နှုံများတဲ့ဟာပေါ့နော်ဆိုမရွေးချင်တော့ဘူးဆိုလို့ရှင်အဲဘာလဲအေးသွေးတို့ဘီးသွေးတို့အဲ့ဒီသွေးတွေတို့အဲဟိုးအရှိပိုင်းနှုံကဒီသူတို့များများဖတ်တာပူပူတဲ့ဟာတွေပေါ့နော်음အဲ့ဒီအပိုင်းလေးတွေဟိုဖတ်ပြကြပါလို့ request လုပ်ချင်ပါတယ် မြင်များပြန်ပြန်ပြန်ပြီးဟိုပြန်ပြီးကြည့်ပေးပါပေါ့နော်ဟိုကြည့်ကြည့်ပြီးသားပဲတော်တော်လည်းပဲအတိကြည့်ပြီးသားနေရာပဲပြန်ပြန်ပြီးတော့ပြန်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ပြန်ကြည့်ရင်ဟာအဲ့ဒါဆိုရင်ဒီဟာတွေကိုသူတို့တွေလာကြည့်ကြပါလားဆိုပြီးတော့သူများမျက်စီမြန်လဲပြီးကြော်ညာများများများပေးမလားပေါ့အခုတော့လည်းရတော့ရပါတယ်ဒါမှမဟုတ်လည်းတိတ်တော့လည်းမရနိုင်ဘူးပေါ့နော် အမှဘလို့ခံစားရလို့ပါတော်ဆရာရဲ့ပေးကညင်များစီတို့ဖတ်နေတာနည်းနည်းလေးအခြေအနေလေးတစ်ခုထိရောက်လာပြီပါနော်အာဒီနေ့ကတော့ ကစားခွင့်တွေကစောင့်နေတဲ့မနက်ဖြန်နေဆိုတာကိုဖတ်ပြချင်ပါတယ်။လောလောလတ်လတ်ရက်တွေထဲမှာဘလောင်ဆောင်လေးတို့ကိုကောက်လန်ဖြစ်တယ်။ဖတ်ခဲ့သမျှကြားခဲ့သမျှဖတ်တင်မရတူတူထွားထွားလေးတွေကိုအသားရတို့ထားတီးထားတဲ့ကျွန်တော်ရဲ့ဘလောင်ဆောင်ဒီတွေကတော့ပဲဖြစ်ပါတယ်။ဒီဘလောင်ဆောင်ကလေးကို တောင်လန်မြောက်လန်ရှောက်လန်နေတော့မှာပဲအဲကျွန်တော်ကိုဖန်ဆားလိုက်တဲ့တရင်မှန်စုအတူထွားကလေးသုံးလေးဘုတ်ကိုကျွန်တော်တရင်ထားလိုက်မိတဲ့အကုန်လုံးလိုလိုကကလေးတငယ်လူရယ်လေးများဆော့ကစားခြင်းနဲ့ပတ်သက်တဲ့မှန်စုလေးတွေကြီးပဲဖြစ်နေပါတယ်ဘရမမှန်စုကအီရတ်နိုင်ငံနဲ့ပတ်သက်တဲ့မှန်စုဖြစ်တယ်။အီရတ်နိုင်ငံရဲ့ကလေးကစားစရာများကိစ္စအီရတ်နိုင်ငံရဲ့ကလေးကစားစရာများ တနက်မျိုးစုံကိုပိတ်ပင်လိုက်တယ်ဆိုတဲ့အကြောင်းအရာအီရတ်ရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့တိုင်ပင်ခံဒေါက်တာအီမက်အဗ်ဒူရာဇက်ကဒီသတင်းကိုထုတ်ပြန်ပြောဆိုကြောင်းတေးထားတဲ့ကျွန်တော်ရဲ့မှတ်စုလေးဖြစ်တယ်။ကစားစရာပစ္စည်းနဲ့ကလေးစိတ်ပိုင်းဆိုင်ရာဆက်ဆက်မှုပညာရှင်တို့ကကလေးကစားစရာပစ္စည်းကိုသုံးမျိုးသုံးစားခွဲပြီးမြင်ပါတယ်။ Action twice တဲ့ imitative twice တဲ့ imaginative twice တဲ့တံပတ်ပြီးလို့ ၍ရှားသွားလာနေတဲ့ကားကလေးရထားကလေးသင်းမောလေးတွေဆက်ရုပ်ကလေးတွေက action transport ဆရာဝန်လောက်တန်းကစားဖို့အတွက်ငကြကလေးတွေတို့စီးတုအပ်ကလေးတွေတို့ဒါလေးတွေက imitative toys နောက်ဆက်ကူကပ်ပြားမျိုးစုံ plastic ကပ်ပြားမျိုးစုံနဲ့အယုတ်မျိုးမျိုးရအောင်ဆက်ဆက်ယူတာကကြတော့ imaginative toy ပေါ့ဒီကစားစရာအားလုံးကကလေးတို့ရဲ့စိတ်နဲ့ဆက်ဆက်နေတယ်ဥမာစီးတုအပ်တွေငကြတွေ သိပောင်တိုင်းတဲ့ကြိယာလေးတွေနဲ့စောက်ကစားနေတဲ့ကလေးတွေမှာမေတ္တာတွေအကျဉ်းနာတွေယူရမှုတွေကတွဲဆက်ပြီးပါလာပြီးသားဖြစ်နေမယ်။အဲသို့တော်လည်းပဲပေါ်တော့တနတ်တွေလက်ပြပုံတွေတပြောင်နေနဲ့ကစားနေတဲ့ကလေးတွေဆိုရင်တော့ခက်ထန်တဲ့စိတ်သဘောတွေပါလာတတ်တယ်။ဒါကိုစိတ်ပညာရှင်တွေရဲ့နဲ့ညံခံကြီးတဲ့မိဘတွေကရိတ်စားထားမိတယ်။ကလေးတွေကစားနေရင်ပြီးတာပါပဲလို့သူတို့ကသဘောမထားနိုင်ကြဘူး။အခုကလေး ကစားစရာတနက်မျိုးစုံပိတ်ပင်နေဆိုတော့ Iraq သတင်းကဒီရိတ်စားမိခြင်းပေါ်မှာအခြေခံကပဲဖြစ်ပါတယ်နောက်တောင်ကြနေပြီလားမသိပါဘူးဒုတိယမတ်စုကတော့စင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့မတ်စုပါဝင်းကြီးချုပ်ဟောင်လီကွမ်ယူကစင်ကာပူမှာလူနေအဆောက်အုံတွေစလုပ်တဲ့အခါမှာအားကစားလေ့ကျင့်စရာနေရာထက်သတင်းစလုပ်ထားခြင်းမရှိဘူးဆိုရင်မစောက်နဲ့လို့သတင်းထုတ်ပြန်တဲ့မတ်စုဖြစ်တယ်အဲ့တော့ကျွန်တော်ရက်စိတ်ထဲမှာဆရာဦးအောင်မင်းကိုတစ်ဆက်တစ်ဆက်တည်းဆိုသလိုသာသရိယာနေမိတယ် အင်္ဂလိပ်တွေတိတ်တော်တယ်ကွာတဲ့လူနေရက်ခွက်တစ်ခုမှာအင်္ဂစားခွေးတစ်ခုအမြဲပါတယ်လို့ဆရာကဆိုခဲ့ဘူးတော့မဟုတ်ပါလားအင်္ဂစားခွေးကလူငယ်လူရွယ်တို့ကိုကိုကာရတာမကစိတ်ညာနာကိုပါတိဆောက်ပေးတဲ့နေရာတွေလို့ကျွန်တော်ယုံကြည်ပါတယ် sorry ချို့တို့တာတိဆောက်ပေးတော့နေရာတွေလို့ကျွန်တော်ယုံကြည်ပါတယ်အင်္ဂလိပ်ဘာသာစကားမှာ outlet ဆိုတဲ့စကားရှိပါတယ် trap out လို့နားလည်ရတယ်လူငယ်လူရွယ်တွေ clear တွေမှာ outlet လို့ပါတယ်။သူတို့လည်းပဲလူသားတွေကလူတွေပဲဖြစ်တော့ဖေဖေနဲ့မေမေနဲ့ကိုကိုနဲ့မမနဲ့ဇရာနဲ့ဇရာပါနဲ့အစီအမပြေလို့မျိုးသိမ့်ထားရ။ပြင်းလွားရင်ဘောလုံးကန်ရင် short စီးရင်ဖန်ကုန်းရင်အောင်းရင်ဟင်းရင်ကနေထွက်ပေါက်ရသွားပါလိမ့်မယ်။အားစားပေးနေကစိတ်ကိုလည်းတိစားပေးပါတယ်။ထုံစီတိုးတာပဲဖြစ်ဖြစ်ဘောလုံးကန်တာပဲဖြစ်ဖြစ်ကျင်းပေါက်တာပဲဖြစ်ဖြစ်စီးနေကန်နေကစားနေကြရတာဖြစ်တယ်။ ။ဒါပေမဲ့ရေပူစီးကို မနှင်းနဲ့ဆိုရင်မနှင်းရဘူး။ဘောလုံးကိုလက်နဲ့မထိနဲ့ဆိုရင် မထိရဘူး။ဒါအပြင်ဒီအားကစားတွေကတယောက်တည်းကစားနေတာမဟုတ်ဘူး။အသေးနေအဖွဲတွေအုပ်စုတွေနဲ့ကစားနေကြတာဖြစ်တယ်။ဒီတော့မိမိမဟုတ်တဲ့သူတွေနဲ့အပေးတွေအယူတွေအဝေးတွေအမျှတွေပေါင်းနေတာလေ။မိမာရင်စီနယ်ကန်နဲ့နေတတ်တဲ့အလေးအစုနဲ့အဖွဲနဲ့နေတတ်တဲ့အကျင့်တို့ကိုဒီအားကစားခွင့်တွေကနေကျွန်တော်တို့ရဲ့ကလေးတွေလူငယ်လူရွယ်တွေကိုတိစောက်ပေးလိုက်တာပဲဖြစ်တယ် ျွန်တော်တို့နိုင်ငံကလထိန်ထိန်သားတဲ့ညညများမှာကျွာလဲလမ်းမကြီးတခြားမှာဆော့ကစားရတဲ့အရာတာကိုအခုထိကျွန်တော်မှတ်ရနေဆက်ဖြစ်ပါတယ်။ညောင်မင်းတစီကစားတဲ့သူတွေကလည်းချွေးတွေတန်နေနဲ့လက်ဥဝတ်တန်းကစားတာမျိုးကြတော့လူကဲခန့်ရတာတွေတရုတ်ဆောင်ရတာတွေပါလာပြီ။ဘယ်သူပေါအောင်မှလက်ဥရှိလိမ့်မလဲဆိုတာကိုမျက်နှာမျက်နှာကိုဖန်းကအခဲတာခတ်ပြီးတော့လက်ဥကမိမိစီမှာအဝတ်ခံထားရသူကမရှိတဲ့အောင်တရုတ်ဆောင်ပြီးမရှိတဲ့သူကလည်းမိမိစီမှာရှိနေတဲ့အောင်တရုတ်ဆောင်ကြရတာဟာ ကလေးတို့ရဲ့စိတ်တွေကိုစွန့်ရင်ပြန်ပွဲပဲဖြစ်ပါတယ်။ခြေတောင်ကျိုးနဲ့ခုံကခုံကကစားရတဲ့အဲကလမာစီနင်းကစားနည်းကလည်းလူခန္ဓာကိုထိမ့်သိမ့်မှုဒီ body control ကိုအထောက်အကူပြုပါပြီ။အခုခေတ်လူဖွဲ့စည်းထူးသဖြင့်မြို့ပြလူဖွဲ့စည်းတွေမှာကစားစရာနေရာတွေကတော်တော်ရှားသွားပြီးရက်ွက်တိုင်းကျောင်းတိုင်းမှာကစားခွင့်မရှိတော့ဘူး။ခေတ်မီကစားစရာတွေကလည်းကလေးတွေလူငယ်လူရွယ်တွေကြားထဲကိုထုတ်ဖောက်ဝင်ရောက်နေကြတယ်။ ကွန်ပျူတာဂိမ်းကစားနေတဲ့လူငယ်တယောက်ကိုကျွန်တော်သတိထားမိတယ်။သတိထားကြည့်မိတယ်။ဒါတခြားသနတ်တလက်နဲ့တွေ့ကြရလူကိုလိုက်လံတိုက်ခိုက်နေတဲ့ဂိမ်း၊စပိန်ကလူစီကားကိုလူမောင်းတွေ့တွေ့သမျှကိုထိုးနှက်တိုက်ခိုက်နေတဲ့ဂိမ်း၊စစ်ပွဲကြီးတွေစစ်ပွဲနေတဲ့ဂိမ်းဒါတွေကိုဒါတွေကလူတွေကိုခက်ထန်ကြမ်းတမ်းစေပြီးတော့ကိုယ်ကာယခွင့်ပြုမှုကိုလည်းဘာမှအထောက်အကူမပြုတဲ့ဂိမ်းတွေပဲဖြစ်တယ်။ဒီလိုဂိမ်းတွေရဲ့ရှေ့မှောက်မှာလူငယ်ချို့ရောက်နေကြတဲ့ internet ဆိုင်တွေကဂိမ်းတွေမှာလည်းဒီတိုင်းပဲ။ အခန်းနောက်တနေရာမှာလက်တော်စား MP4 လေးနဲ့ကစားနေတဲ့ game ကလည်းဒီတိုင်းပဲကလေးတို့လူငယ်တို့ကစားဖို့လိုအပ်ပါတယ်တယောက်တည်းကစားနေခြင်းကအဲအထီးကျန်ဝေးနောက် autism ကိုခံစားရစေတယ်လို့နိုင်ငံတကာကလေးဆေးရုံကကလေး စိတ်ပညာရှင်ဒေါက်တာရှောက်ကီးကပြောပါတယ်ကလေးစိတ်ပါရဂူဒေါက်တာသိန်းဝင်းကလည်းကစားခြင်းကကျေနပ်မှုကိုရစေတယ်လို့ပြောပါတယ် Yale တက္ကသိုလ်ကစိတ်ပညာရှင်ဒေါရတီစင်ကကစားခြင်းဟာစိတ်ကူးစိတ်တန်းကိုဖွင့်ထားစေတယ်လို့ဆိုပါတယ် တို့ဖြစ်ရကျွန်တော်တို့ရဲ့သားတွေတပည့်တွေလူငယ်တွေလူရွယ်တွေမြတ်မြကစားဖို့ကစားကွင်းကြီးတွေလိုအပ်ပါတယ်ချွေးတွေတန်တွေတွှဲတွှဲ order hit တန်တွေကစီစီညံ့ညံ့ရည်တန်မောတန်တွေကဝဲဝဲလွင်လွင်နဲ့ပဲ့လောင်များပျော်စရာကောင်းလိုက်လိမ့်မလဲကိုရောစိတ်ပါဖွင့်ဖွင့်ထွားထွားလန်းလန်းဆန်းဆန်းနဲ့ဖွင့်ထွားလာမယ်အနာဂတ်လူငယ်တွေရက်ဆက်ကြမ်းတမ်းချင်းမြောင်းနဲ့စိတ်ဓာတ်နဲ့တေးခွေးကြုံတွေရဲ့မျိုးဆက်ကိုအလုံးမရှိဘူးဆိုရင်ဖြင့် ဒီလူငယ်တွေကြွကစားစရာနေရာတွေကစားခွင့်တွေများများဖန်တီးပေးရပါလိမ့်မယ်။မြန်မာနေတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ဒီကနေ့ကိုနမောနမက်မလောက်တင်ချောင်းယူဆမိပါတယ်တဲ့။ဒါကတော့2021ခုနှစ်ကဆရာရဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။နောက်တပုတ်ကတော့ဂျိုဒန်ဘော်၌စားသုံးကြသည်။ယခုနှစ်ခါတကြံရက်များပတ်တိုင်းမီတရက်နှစ်ရက်အလိုမှာမိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလင်းကတုံးစရာကိုအော်ပီတာရင်းတို့အတူတူစာပေဟောပြောဝက်ခီထွက်ဖြစ်ပါတယ်။ဆရာမင်းနဲ့မော်ကျွန်းတို့ဆရာမောင်ခိုင်လက်တို့ဆရာဖေးမြိုင်တို့နဲ့မြို့ဝကျွန်းမမြို့တမြို့ဖြစ်တဲ့မော်လမြိုင်ကျွန်းမြို့အများခေါ်ဆိုမော်ကျွန်းပေါ့နော်မော်ကျွန်းမြို့တဲ့ကလေးတို့ပဲဖြစ်ပါတယ်။မကြာမီကတော့မြန်မာနှစ်1382ကနေ1383ကိုကူးပြောင်းတော့မယ်ဂျူကာလာခရစ်နှစ်2017ခု ဧပြီ10ရက်မနက်ဝေလီဝေလင်းအချိန်မဲဖြစ်တယ်။ကျွန်တော်တို့စီရမဲ့မော်တော်ကရှက်ပြေးချက်ပြေးရင်ဘော်ဒရာဘော်ကိုရောက်လင်ရောက်ချင်းမဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကခြိပြားလက်ပြားအေးသွားချင်စရာမြင်ကွင်းပဲဖြစ်တယ်။ခီးတဲ့150ဝင်းကျင်လောက်တင်ဆောင်နိုင်မယ်လို့ခန့်မှန်းရတဲ့ရှက်ပြေးရင်ပေါ်မှာလူ400လောက်ရှိနေတယ်။ကာပေါ်ပေါ်မှာခီးတဲ့တွေကအပြည့်မော်တော်စလင်းရဲ့ခန်းထဲမှာလည်းခီးတဲ့တွေကအပြည့် ော်တော်ဥပြခီးတဲ့လိုက်ပါလိမရှိတဲ့နေရာတွေမှာလည်းခီးတဲ့ကအဖြစ်မော်တော်ရဲ့နောက်ဘက်ဆက်ကန်းပေါ်မှာဆက်ကန်းဝင်ခြင်းမှာအင်သာရှိမှလူတွေလူတွေမော်တော်ဥပြကလူတယောက်လာမော်တော်ပဲ့ပိုင်းကအင်သာရှိရာကိုလာလို့တော်လဲပဲမော်တော်အတွင်းထဲကနေလမ်းလျှောက်သွားလို့မရပါလေတော့အဲမော်တော်နဘေးကနေသာတက်ဆွန်ဆန်ပြအတွဲကပ်ပြီးသာလျှောက်သွားကြပြီတော့အဲ့ဒီကိုတွေးမြင်မိကြသူတချို့တလေကတော့စိတ်ကမ်းပေါ်ကိုပြန်တက်သွားကြပြီတို့ပြင်မနေတာသူကျွန်တော်က စိတ်ကံပေါ်ရာကိုပေါ်ကိုပြန်တက်သွားပြီးစပွဲကောင်နှလုံးချလို့လက်မှတ်ရောင်းနေတဲ့သူရှိရာကိုရှောက်သွားမိတယ်ပြီးတော့စကားတခွန်းကိုလည်းပြောပြပါတယ်။နောင်ကြီးတို့ဘော်တော်ကခီးတယ်ဗနီယောက်လောက်တင်ပါလဲဆိုတဲ့အမေစကားတက်တလောက်အကုန်တင်နေတဲ့ကျွန်တော်ကကိုစားသုံးသူဘော်ဒီလောက်ဆိုကမောကပြောရဲသူကိုစိတ်ဝင်စားသွားမိလို့ခင်ရနာမည်ဘလို့ခေါ်လဲလို့မေးကြည့်မိတယ်။သူကဘာကောမှဂီယူမဆိုင်ဘူးဆိုတဲ့မျက်နှာနဲ့ရေလွှဲမင်သွေးလာပြီးသူ့မျက်နှာကို သူ့နာမည်ကိုတိတိကျကျကြီးပြောပြနေခဲ့တယ်။ဘယ်သူပဲပါပါလုပ်ချင်လဲဆိုတဲ့သဘောတကယ်လည်းသူ့နာမည်ကိုတီးခွင့်ရလိုက်တဲ့ကျွန်တော်ကဘာလို့ရမှန်းမသိ။စာပေဟောပြောပွဲကလည်းရှိနေတဲ့ပြင်နောက်ပြန်လဲသွားလို့ကလည်းမဖြစ်။နောက်ဆုံးရွေးချယ်စရာမရှိတဲ့အနေအထားမှာသာအန်ဒီရနိုင်ငံအဝါကရှက်ပြေးမော်တော်ယာဉ်နဲ့လိုက်ပါသွားခဲ့ရပါတယ်။ထိုးတဲ့ကြံရံများတစ်ဝိုက်မှာပဲဖြစ်ပါတယ်။ ဆရာချေဦးညောရိုတဲ့ဇနီးပေါင်းနဲ့မိုးလေဝသပညာရှင်ဦးထွန်းလွင်ဒေါက်တာထွန်းလွင်ကတ်တော်ဆရာကိုအော်ဘီချေရိုနဲ့အတူနာမည်ကျော်ပကြီးဒီဇိုင်းပညာရှင်တယောက်ပါပူးပေါင်းပါဝင်ပြီးရန်ကုန်မြို့တွင်တနီယာမှာဆုံးဖြတ်ကြတယ်။ဒီပကြီးဒီဇိုင်းပညာရှင်ကထင်ရှားတဲ့သူဖြစ်ပြီးတော့လုပ်ငန်းတော်တော်များများရဲ့လက်ဆွဲလည်းဖြစ်တဲ့ကုံမှတ်တစိတ်တွေကြောင်းညာရင်းကြတဲ့ကပညာရှင်တယောက်သူကထင်ရှားတဲ့အရက်နာမည်တစ်မျိုးကိုထုတ်ပြောပါတယ်။သူကြောင်းညာဒီဇိုင်းလုပ်ပေးထားတဲ့အရက် အဲ့ဩစရာကောင်းနာကအဲ့ဒီပန်းရှင်နေနဲ့ကျွန်တော်တူတူသွားလာနေကြတာဒီလူတွေကသူတို့ရက်ကိုသူတို့မတောက်ဘူးဗျအဲကျွန်တော်ကိုလည်းမတောက်ကြဘူးတားတယ်သူ့စကားကိုကျွန်တော်အံ့ဩသွားတယ်ပြီးတော့ထက်စင်အံ့ဩစာစကားစကားကိုစုပြန်နေနောက်စိုက်ပျိုးရေးတုံးပစ္စည်းတော်တော်များများရဲ့ကြော်ညာကိစ္စလည်းကျွန်တော်လုပ်ပေးရတယ်ရွက်ပြန်စီတို့ပို့သက်စီတို့ဘာလို့ပေါ့ဗျအဲဒီလူတွေဒီကိုရောက်လာတဲ့အခါကျွန်တော်တို့စီကအတိရွက်ကိုစားကြဘူးရတယ် ဒီကျွန်တော်တို့တဝိုင်းလုံးတိတ်ဆိတ်သွားကြနေပါတယ်။စားသုံးသူဘွားကကြောချမ်းစရာကြီးပါလား။ကျွန်တော်မှာ၁၀တန်းပေါ်လာဆောင်တီထောင်ထားတဲ့မိတ်ဆွေတယောက်ရှိခဲ့ဘူးတယ်။သူ့ကြောင့်မှလာရောက်တင်ကြားပို့ချပေးနေရဲ့ဆရာဆရာမအားလုံးကရက်ချမ်းရည်ချူအနေထားများပဲ။သူ့တော်ကြောင့်ညာအားကောင်းကောင်းစီယုံရေးကောင်းကောင်းနဲ့မှကျောင်းသားအင်အားတော်တော်များများကိုသူပိုင်ဆိုင်ထားတယ်။တိတ်သူ့သားတော်မောင်တယောက်၁၀တန်းရောက်လာတာမမြင်တာကြတော့ကျွန်တော်ကမေးကြည့်နေသူကပြုံးဆဆနဲ့ဖြေတာက နာမည်ကျော်ပေါ်တာဆောင်တစ်ခုကိုပို့ထားပါကြောင်းတဲ့သူဆုံးဖြတ်ချက်မှတ်ပါတယ်သူသားတရားဂုံတို့တွေဝေဝေဆာဆာနဲ့အောင်သွားလို့ကုစုဆရာဝန်တောင်ဖြစ်နေပြီသူပေါ်တာဆောင်ကကလေးတွေကတော့နှိမ့်ဆက်ဆက်အောင်သည်ဆိုရင်ကလေးမျှတာကို့ပေါ်တာဆောင်ရဲ့အခြေအနေကိုကိုသိလို့ကို့သားသမီးကိုပင်ကို့မထားတဲ့ပေါ်တာเจ้าမှာเจ้าလာအပ်ထားတဲ့မိဘတွေခင်ဗျာဒီအခြေအနေကိုသိခဲ့တော့ကျွန်တော်မစင်စားချင်တော့ပါလေအရင်ထောက်လို့သူကကို့ရက်ကိုပြန်မတောက်ရဲ့ ဆိုင်ပြိုရီတုံးစင်းမျိုးမျိုးထုတ်လုပ်နေတဲ့သူကဒီဆိုင်ကင်းကထွက်လာတဲ့အသီးနှံကိုမစားရယ်အစစ်မြစ်ပေါ်တာတီထောင်ထားတဲ့သူကကိုရင်သွေးကိုကြတော့ကိုမထားရယ်မော်တော်ရှက်ပြီးရင်ပေါ်မှာလူတွေကိုမချိမဆန့်တင် မြုပ်လူလူမော်တော်ကိုတစ်ချက်လက်ကြည့်ပြီးဘာမှမဖြစ်ဘူးဖြစ်ရင်လည်းအတက်ကဲအင်ကြီးတွေပါတယ်လို့ဆိုတဲ့သူကစိတ်ခံပေါ်ပေါ်မှာဒုနှံ့လို့စားတော်သူတွေဘက်ကလုံခြုံစိတ်ချရမှုကိုလုပ်ငန်းရှင်တို့ဘက်ကပက်တော့မှထက်သွင်းမစင်စားလေတမျှ ကျွန်တော်တို့တရေဆိုးတထိတ်ထိတ်နဲ့အသက်ကိုရင်းနှီးပေးပြီးကျိုးရံပေါ်၌လမ်းလျှောက်နေကြရမည်သာနောက်တစ်ပုဒ်ကတော့မြေခွေးတွေကပချီမဆွဲတတ်ဘူး2010 2011ခုစသို့ရာသီမှာနိုင်ငံတော်ဝန်လုံးမှစာပေဟောပြောပွဲကိုချိတ်ချိတ်အောင်အောင်ကျင်းပခဲ့ကြလေတော့ကေတုမဏိလို့ခေါ်တဲ့တောင်ငုံမြို့ကိုနှစ်ကြိမ်တိတိရောက်သွားခဲ့တယ် ခရမတကကဒီဇင်မာလာထဲမှာဖြစ်ပြီးတော့မန်နူနူရီအင်းဝါကိုအော်ပီဂျဲရိုတဲ့ဖြစ်ပါတယ်။ဒုတိယတကောက်ကတော့မေလာထဲမှာငါးညတိုင်းတိုင်းကျင်းပါတဲ့ပွဲ။ခရမတကောက်ကျွန်တော်တို့ရောက်သွားစဉ်ကဗိုလ်မှူးဖိုကွန်လဲမော်ကတဲကိုကန်တခုမှတဲပါတယ်။ဘောပြောမဲနေ့ညနေဆောင်တော့မလန်မကန်မှာရှိနေတဲ့ကေတုမတီရဲ့ကြက်တီဆောင်ကန်တော်ကြီးတွင်ပါညောင်ပြေညပြေဆိုသလိုလမ်းလျှောက်ဖြစ်ကြတယ်။စိတ်ကြည်နူးချမ်းမြေ့စရာစောင်းနှောင်းညနေခင်းမှဖြစ်ပါတယ်။ ီလိုနဲ့ပုံဖို့ဖို့ကုန်းလမ်းနဲ့ကရက်ကငပြောကျုံနဲ့ကိုလမ်းလျှောက်နေကြရင်ဇွဲကျုံးမဲ့ကိုကူးကိုခြေဦးလဲလာတဲ့အခါကျအယုတ်စိုးကြီးတန်းနဲ့မြင်ကွင်းတစ်ခုတွေ့ရတယ်။ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။တရားကိုရိုက်ချိုးဖြက်စီးနေတဲ့မြင်ကွင်းကန်တော်ကြီးအတွင်းမှာကျုံလေးကျုံရှိတာ။ဟိုးတစ်ဖက်စီကနေလိမ့်ပေါ်ကျုံ၊ပုံကျုံရှိနေတဲ့ဒီဘက်မှာပုံဖို့ဖို့ကုန်းလမ်းနဲ့ကရက်မှာဇွဲကျုံ၊ငပြောကျုံ။ဒီကျုံကြီးကန်နေတဲ့ဇွဲကျုံနဲ့ငပြောကျုံကူးကြတန်းကြ။ အပြေကနေတပတ်ကြီးပတ်ပြီးမသွားရအောင်ကျွန်းနှစ်ကျွန်းကြားမှာရွက်ချမ်းရည်ကျိုးတရားလေးတစ်စင်းထိုးထားတယ်။မကြခင်ကမှစိတ်ကူးပေါ်လို့ဆောက်ထားတာလားဒါမှမဟုတ်အဟောင်းကိုပြန်လဲပြုတ်ပြင်ထားတာလားတော့မသိဘူး။တရားကအစ်တကလေးဆေးတွေတောက်ထားလိုက်တာလဲတစ်တစ်လွင်လွင်တစ်သားเจ้าတွေကအစ်တတရားကကျွန်းနှစ်ကျွန်းစီကနေရေပင်ကြီးသွားရကနေအလယ်နားစီကိုအရောက်မှာလေကငါးတက်လောက်မြင့်တက်သွားပြီးတော့နားကိုစရာဇေယကလေးနဲ့ဖန်တီးထားတဲ့တရားလျံကလေးတွေပါနေနဲ့ ကျွန်တော်ဆိုခဲ့တဲ့အယုတ်စိုးကြီးတံမြင်ကွင်းဆိုတာကဒီတရကိုဖျက်ဆီးနေတဲ့မြင်ကွင်းထက်တန်းចောင်းသားအရွယ်လူငယ်လေး3ယောက်3လ5ယောက်အဓိကဖျက်ဆီးနေတာကတော့2ယောက်ပေါ့ဂျန်တဲ့သူတွေကလက်ကုံလဝါဒီးနေတာလက်ရန်တွေတခုမှမရှိတော့ဘူးတခြားကိုရိုက်ချိုးလိုက်ကံရည်ပြင်းနဲ့ဖြစ်ချလိုက်တန်းတို့ရောင်ဖြော့ဖြော့တုတ်ထားတဲ့တစ်သားចောင်းလေးတွေကဟိုထဲတစ်ចောင်းဒီထဲတစ်ចောင်းရေထဲမှာမျောလို့ရိုင်းဆိုင်လိုက်တာရဲ့ဘာမှလည်းအကျိုးမရှိလို့မန်းနုနုကြီးအင်ဝါတက်အံ့တော်ကြီးဖြစ်နေတယ် ။ထိုသူတို့ကတော့ဖျက်လို့ဖျက်စီးလုပ်ပြီးတော့စိတ်ကျေနပ်မှုကိုရှာဖွေတာတော်တော်လေးကိုကျင့်သားရနေပုံရတယ်။ကျွန်တော်တို့သူတို့နဲ့နီနီလေးရောက်လာတဲ့အထိရိုက်ချုံမြဲချုံနေပြီးမှဟာတာရီမော်ပြီးစပယ်ချုံမော်ပြန်ပြေးတတ်သွားတယ်။ဒါရုကလျာလမ်းမကြီးတခြားကိုထွက်ပြေးပြောက်ွယ်သွားကြတယ်။အပြောချုံကနေစပယ်ချုံကိုကူးမဲ့ကျွန်တော်တို့တွေမကူးပြကြတော့ဘူး။ပြိုပြဲဖြစ်နေတဲ့တရားပေါ်ရက်ပြီးတက်သားချောင်းတွေကိုကြည့်လို့စိတ်တွေနောက်ကြည့်မှုန်မိုင်းလာတာဖြစ်တဲ့အတွက်နောက်ချောင်းပဲပြင်လှန်လာခဲ့ကြတော့တယ်။ လူတွေကိုအိမ်မှာဖွင့်ဆိုတဲ့အခါမှာရှူးထောင်ထွေထွေ point of view မျိုးမျိုးရဆိုတာနိုင်ငံရေးတတော်ဘာလူဆိုတာပေါင်းတင်ဆက်ဆံရေးတတော်ဘာအစသဖြင့်ဖွင့်ဆိုမှုတွေအများပြားရှိပါတယ်။ဒီမှာလူဟာအလှပကိုဖန်လဲဖန်တီးတဲ့ခံလဲခံစားရတဲ့တတော်ဘာဆိုတဲ့ဖွင့်ဆိုမှုတစ်ခုလည်းအပါဝင်ဖြစ်တယ်။မှန်တဲ့ကြပြကိုလူတွေပဲရေးတယ်၊ပကြီးကိုလူတွေပဲဆွဲတယ်၊ဘဘုကိုလူတွေပဲထူတယ်၊တချင်းကိုလူတွေပဲဆိုတယ် ဒီလိုခံစားနေရတဲ့သူတွေကလည်းလူတွေပဲဒါဟာလဲတရိတ်ဆန်လောကနဲ့ဒါပဲခြားနာချက်ဖြစ်တယ်လူမှာအလှတဲ့နေသွားရင်တရိတ်ဆန်ကဘာနဲ့နှီးသွားတာပဲလောကမှာအလှတဲ့ခန်းချောင်နေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေကအလှကိုမဖန်တီးကြဘူးခံလဲမခံစားကြဘူးစိုးစုံကတော့လှအောင်ဖန်တီးထားတဲ့အရာကိုတောင်မှဖြတ်စည်းဖြစ်တတ်တာပဲဖြစ်တယ်မကြသေးခင်ကမှဆေးအစ်စ်ပြန်တော့သားတဲ့တက္ကသိုလ်စာသင်ခန်းရဲ့ထောင်းနေထောင်းနေမှာကွန်တရီတွေညည်းနေအောင်ထွေးချထားတာကျွန်တော်တို့တွေ့နိုင်တယ် အောင်ချီမာညိုယောင်ခံမိအထက်ပိုင်းကိုဝါရောင်တုံထားတဲ့လေကားအခွေကတိုက်နိုင်ရန်များစီမှာဟိုတစ်ခွက်ဒီတစ်ခွက်ထွေးထုတ်ထားတဲ့ကွန်ဒရီခွက်တွေကျွန်တော်တို့တွေ့နိုင်တယ်။တက်ရညီညာစွာတက်ဆင်လာတဲ့မှန်ချက်ကလေးတွေကရိုက်ခွဲသွားလို့ဟောင်းလောင်းမဖြစ်နေတဲ့ပြင်းပောက်တွေလေသာတကားတွေကျွန်တော်တို့တွေ့နိုင်တယ်။အောက်တတိုင်းနိုင်ရန်ဖြူဖြူဖွဲ့ဖွဲ့ကြီးပေါ်မှာညဉ့်ညမ်းရုပ်ပုံနဲ့ညဉ့်ညမ်းစာသားတွေပေပွသွားအောင်ရေးထားတာကျွန်တော်တို့တွေ့နိုင်တယ်။မီယတာမော်တော်ကားတွေရဲ့ဆိုဖာတိုင်ကုန်တွေကိုဓာတ်နဲ့ထိုးခဲထားတာ အလားဆိုင်ပန်းမြင်ပန်းအိုးတွေကိုရိုက်ချိုးထိုးခွဲထားတာအလားစင်ကြောညာဆိုင်ပုတ်ကြီးတွေကိုရှို့နဲ့ဆေးနဲ့ပတ်ထားတာမြို့ရွာအလားစင်မီးပန်းမီးဆိုင်တွေကိုရိုက်ခွဲပစ်ထားတာစာနယ်ဇင်းစာမျက်နှာပေါ်ကအလားတက်ပုံမကြီးစားတာတွေကိုဖျက်လို့ဖျက်စီးမိအောင်ဆုံးနဲ့ရေးချစ်ပစ်ထားတာစသည်စသည်အလားပါကိုမဖန်တီးတဲ့သူတစ်ပါးဖန်တီးထားတဲ့အလားပါကိုလည်းမခံစားအကန်စားယုံမြမကသူခါတာသူလှနေတဲ့အရာတွေကိုလည်းတွင်းအင်းအင်း နှလုံးသားမှာမှာနဲ့ဖြက်စည်းပြရခြင်းမှာကရင်တွေ့နေတတ်တဲ့ရာဝိုင်းတို့အနေငယ်များသောလူချို့ဤကဘာပေါ်မှာရှိပါတယ်။လူခန္ဓာကိုယ်ကိုရရှိပိုင်ဆိုင်ထားသည့်တိုင်းစိတ်ကဒိဋ္ဌံစိတ်မြေခွေစိတ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မျိုးဆက်ကိုဒိဋ္ဌံစိတ်မြေခွေစိတ်ရှိသူတွေနည်းတန်သမျှနည်းအောင်တာဝန်ရှိသူတိုင်းကပြောထောင်ပေးစေခြင်းပါတယ်။ကြပြလာလာစာလှလာလေးတွေပတိယုတ်ပုံကလှလာလေးတွေတချင်းဂီတာလှလာလေးတွေ တစ်ပင်တောတောင်ရှုံမြောင်စိတ်ဆန်းတဘာဝဝင်းကျင်လှလှလေးတွေပေါ်ချစ်တဲ့မျက်နှူတဲ့တန်ဖိုးထားတဲ့အောင်ငငယ်ကလေးကလေ့ကျင့်ပြိုးထောင်ပေးကောင်းစွာသည်ဟုယူဆမိပါတယ်လာနေတဲ့အရာတွေကိုဖျက်ပစ်လို့သောစိတ်ဆိုတာဟာလူ့ဖွဲ့စည်းအတွက်ပဲနီးနဲမှမလိုလားအပ်တဲ့ဒိဋ္ဌံစိတ်ပဲဟုတ်ပါလားနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင် เจซูเตมาเจซูมาตุจาวะมาเลดี้กิเยมาเลดี้กิโกดาไดมาเกวาโดมาเกวาวิวลอลีบอ9 or 8อ่ามาเลนเลนทีมาเกวาวิวเมฮูมา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 มีปาดอดอมอมาเนซีเมฮูโกโกสแมดอดอมอโกสแมโกพงโกพายอ่าดอดอมอมาเคทรีอ่ามาเคทรีมาเนซีมาแทเอชทีมาแทเอชทีดับบลิวดับบลิวเอช 883မတူတိုင်းဟန်ဒီမတူတိုင်းမညိုပြမာခီ3မမတနာကြတော့ဘယ်ကုတန်တာကဘောဆိုဘိုက်ကိုဆက်မယ်ကကုတင်ပါတီတော့တော့ကုတင်ဆောင်လောက်တော့ကုတိုင်းကကုတိုင်းမကုတိုင်းမချေလို့ပါတူတာနာမည်မတ်တယ်ခေါ်ရနာမည်မျက်လုံးကတခြားတနေရာတာကြည့်ပြီးခေါ်ချလိုက် ဘယ်အခုလဲကိုတက်မယ်ဆိုပြီးမတင်စားမှာတော့ကြည့်ရောကိုတင်စားမှာဖြစ်ကလိတ်ကြပါတီတီယူတီအမ်ကိုရမီဝင်းဟုတ်တယ်ဟုတ်တယ်အားလုံးပဲတထားပါဒါမှမနေ့ကလုံးဝမထားနိုင်တာမင်းညရအောင်ခေါင်းတအားကအဲ့လဲ အားကြောင့်မလို့ပါတောင်းမဲ့မှာဒေတာပြောက်သွားလို့ရှိရင်အားနေအကြည့်ညာတဲ့ဟာထက်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 ပြီးပြီးချာလားခလုံးမဲ့တက်တာ